အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါကျွန်မ sharing လုပ်ပေးခြင်းတဲ့စာအုပ်လေးကတော့ဆရာကျော်ကျော်လာရေးထားတဲ့ရှင်းမြမာမင်းများဤခေါင်းဆောင်မှုအရေးသွေးကိုလေ့လာခြင်းဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ကဆိုလို့ရှင်တော့စာမျက်နှာ140ရက်အထိပါပါတယ်အဒီစာအုပ်ကိုဖတ်ရတာကတခြားစာတွေနဲ့မတူတဲ့ခန်းစားချက်တစ်ခုပါဗောနောပုဂံခိကမြမာမင်းတွေရဲ့အကြောင်းကိုဒီဘက်ခိကခေါင်းဆောင်မှုအရေးသွေးနဲ့နှိုင်းရှင်ပြီးတော့မှဖော်ပြထားတဲ့စာအုပ်လေးတစ်အုပ်ပဲဖြစ်ပါတယ်ရှင်အဒီစာအုပ်ထဲမှာကျွန်မကမင်းနှစ်ယောက်အကြောင်းရဲ့ခေါင်းဆောင်မှုဆိုင်အကြောင်းကိုတင်ပြချင်ပါတယ် ယ်အပထမဦးဆုံးတယောက်ကတော့အနော်ယထာမင်းဖြစ်ပါတယ်အအနော်ထာမင်းရဲ့အကြောင်းကိုအားလုံးကသိပြီးကြပါမယ်အနော်ထာမင်းရဲ့ခေါင်းဆောင်မှုဆွမ်းရည်ကိုကျွန်မကအနေငယ်ပြပြချင်ပါတယ်အနော်ထာမင်းကကွန်ဆော့ကြောင့်မင်းရဲ့တာဖြစ်ပါတယ်အနန်းကိုလိုချင်သောကြောင့်ပထွေးဖြစ်သူကွန်ဆော့ကြောင့်မင်းကအကြောင်းဆောက်လို့လှူဒန်းထားတဲ့အခါတောက်တခွရင်ကြွပါဆိုပြီးတော့မှအချင်းချောက်ပြီးတော့မှယဟန်ပြုတ် ပြီးတော့မှအနန်းကိုလူယူခဲ့တယ်ပေါ့နော်အလူယူတဲ့လူကဘသူလဲဆိုလို့ရှိရင်စုကတိမင်းအစုကတိမင်းဖြစ်တယ်ပေါ့နော်စုကတိမင်းအဲ ကနေပြီးတော့နန်းကိုလူယူတယ်အဲ့ဒီအချိန်မှာအန်နော်ထာရဲ့မိခင်ကလည်းစုကတိမင်းကိုအလုပ်ကျွေးပြုဖို့အတွက်နန်းတော်မှာကြံခဲ့တယ်အန်နော်ရထာကလည်းစုကတိမင်းထံမှာအခစားဝင်ရတယ်ပေါ့နော်အဲဒီနေ့မှာတော့စုကတိမင်းကညီလာခံတစ်ခုမှာအန်နော်ရထာကိုညီနောင်သားမယ်လို့ခေါ်လိုက်တဲ့အတွက်ကြောင့်ပရိသတ်တွေကရေပြုံးပြုံးကြတယ်အဲ့ဒီအခါမှာအစုကတိမင်းကသူ့ရဲ့အဖေပေါ့နော်အဖေဖြစ်တဲ့ကွန်ဆော့ကြောင့်မင်းကိုမေးမြန်းတယ်အာဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတော့အမအမင်းကိုယူလို့ရွေးဆိုတဲ့ဒီဆိုတဲ့ဇကားကြောင့်ပေါ့နော်အန်နော်ထာမင်းကစုကတိမင်းကို ုံကံမှုအတွက်အပုပ်ပါအရက်မှာသူရဲကောင်းတွေကိုစူဆောင်းတယ်သူရဲကောင်း၄ယောက်ကတော့အားလုံးသိပြီသားလူတွေပဲဖြစ်တယ်ဂျန်စစ်သားငထွေယူညာဦးဖီးငလုံးလက်ဖယ်ပေါ့နော်စားတဲ့သူရဲကောင်း၄ယောက်သူရဲကောင်းတွေကိုစူဆောင်းပြီးစူဆောင်းပြီး စတဲ့သူရဲကောင်းတွေကိုစုဆောင်းပြီးတဲ့နောက်မှာတော့ဗကံကိုပြန်ပြီးတော့မှစစ်ချီလာတယ်ဗကံကိုစစ်ချီပြီးတဲ့နောက်မှာနန်းကိုပေးမိလောစီဂျင်ထိုးမိလောလို့စုကတိမင်းကိုစိန်ခေါ်ပြီးတော့မှစုကတိမင်းနဲ့အနော်ထားတို့စီဂျင်ထိုးကြတဲ့အချိန်မှာစုကတိမင်းကရှုံးနေအေးနေပြီးတော့အနှိမ့်စရောက်သွားတယ်ပေါ့နော်အာဒီအချက်ကိုကြည့်ချင်းနဲ့အနော်ထားမင်းကသူလောက်ရမယ့်ကိစ္စတိုင်းမှာပေါ့နော်တေချာပြင်ဆင်ပြီးတော့မှလုပ်တတ်တဲ့သူဖြစ်တယ်ဒါပေမဲ့အနော်ထားမင်းကသူအာစီဂျင်ထိုးတဲ့အချိန်နိုင်သွားတဲ့အချိန်မှာသူမင်းမလုပ်ဖဲနဲ့သူ့ရဲ့အဖေကိုပေါ့နော်မင်း င်းလုပ်ဖို့အတွက်အတောင်းဆိုရဲပေါ့နော်ဒါပေမဲ့သူ့ရဲ့အဖေကိုစော့ကြောင်မင်းကနေပြီးတော့အဲ့ဒီအချိန်မှာသူကရဟန်းပြုတ်နေပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်လော်ကီအရာတွေကိုစိတ်မဝင်စားတော့ဘူးသူ့ရဲ့သားကိုပဲနမ်းပေးလိုက်တဲ့အတွက်ကြောင့်အနော်ထာမင်းကအာနမ်းရတယ်မင်းဖြစ်လာရယ်ပေါ့နော်အနော်ထာမင်းကပကံပြည့်ရှင်မင်းဖြစ်လာပြီးရဲ့နောက်ပိုင်းမှာသူကပထမမြန်မာနိုင်ငံတော်ကိုစပြီးတော့မှတည်ထောင်နိုင်ခဲ့တဲ့မင်းတပါဖြစ်တဲ့အာအဲ့ချိန်မှာဂျွန်းစစ်တီခေါ်ပေါ့နော်ခမာရိုကဟန်တာဝတီကိုဝင်ရောက်တိုက်ခိုက်တဲ့ဝင်ရောက်တိုက်ခိုက် တာကြောင့်ပေါ့နော်အာအဟန္တာဝရီမင်းကအနော်ထာမင်းစီမှာစစ်ကူတောင်းနေအဲ့ဒီချိန်မှာအနော်ထာမင်းကကျန်းစစ်သားနဲ့သူရဲကောင်း၄ဦးဦးဆောင်နေ အဥဆောင်တဲ့တပ်ဖွဲ့ကိုပေါ့နော်ဟန်တာရီကိုသူတို့နဲ့ဟန်တာရီကိုစစ်ကူပေးခဲ့တယ်။အာခမာရီကိုနှိမ်နှင်းပြီးတဲ့နောက်ပိုင်းမှာဟန်တာရီဘရင်ကနေပြီးတော့အနော်ဒါမင်းစီကိုမနီဆန္နာနဲ့ဘကိုမင်းသမီးပေါ့နော်ဘကိုမင်းသမီးမနီဆန္နာနဲ့တခြားလက်ဆောင်ပနာတွေကိုဆက်တာလိုက်တဲ့အခါကျန်စစ်သားတို့ကယူပြီးတော့မှပြန်ခဲ့တယ်။အာဒီနေရာမှာပြောချင်တာကကျန်စစ်သားနဲ့မနီဆန္နာရဲ့အချစ်ဆက်လက်မဟုတ်ဘူးပေါ့နော်။ကျန်စစ်သားနဲ့မနီဆန္နာရဲ့အချစ်ဆက်လက်ကိုတော့လူတိုင်းကသိပြီးသားမလို့ကျမကမပြောလို့တော့ဘူး။အဓိကကအနော်ဒါရဲ့ခေါင်းဆောင်မှုကို လေ့လာခြင်းဖြစ်တယ်။ဒါကြောင့်မလို့ မင်းပန်နာဖြစ်တဲ့မနိဆန္ဒကိုထိပါတာထိပါတဲ့အတွက်ကြောင့်ပေါ့နော်ပြည်သူပြည်သားတွေရဲ့အလဲမှာအနော်ထာကကျန်စစ်သားကိုအပြစ်ပေးရပါမယ်နဲ့ကျန်စစ်သားရဲ့အသက်ကိုမသေးစေလိုတာကထင်ရှားတယ်။ဘာဖြစ်လို့လဲဆိုတော့အနော်ထာအသက်ရှင်စဉ်ကာလအတွင်းကျန်စစ်သားကိုမဖမ်းခဲ့ဘူးပေါ့နော်မဖမ်းခဲ့တာကလည်းအနော်ထာမင်းရဲ့ခွင့်လွတ်နိုင်တဲ့စိတ်အပြီးတော့သူ့ရဲ့သူ့ရဲ့ကောင်းတွေကိုချစ်မြတ်နိုးတဲ့စိတ်ကိုဒီနေရာမှာမြင်ရတယ်ပေါ့နော်အနော်ထာမင်းလက်ထက်မှာအပကံသားတွေကပင်လယ်ပေါက်ကိုရောက်ရှိခဲ့တဲ့အိန္ဒိယတီဟိုစတဲ့နိုင်ငံ အနေနဲ့ဆက်သွယ်နိုင်ပြီးတော့အကျိုးထူးတွေခံစားခဲ့ရတယ်။ဆယ်မြောင်ချောင်းကနေကိုပြုပြင်ပြီးတော့စိုက်ပျိုးရေးကိုလည်းအားပေးခဲ့တဲ့အနော်တာမင်းလက်ထက်မှာဆန်ရီစဘာပေါ်များကျွားရတဲ့မြန်မာနိုင်ငံတော်ကိုတီထောင်နိုင်ခဲ့ခြင်းဖြစ်တယ်။စုကတဲ့မင်းကိုစီးချင်းထိုးပြီးတော့အနိုင်ယူနိုင်ခဲ့တဲ့အနော်တာမင်းကအာကျွန်မအထင်ဆိုလို့ရှိရင်ပေါ့နော်ကျွဲခတ်ပြီးတော့အာသူမတင်နိုင်ဘူးလို့ထင်တယ်ပေါ့နော်။ဘရင်အုံနှုံနဲ့ဆိုရင်တော့နှက်ရွာမဆန်နိုင်ဘူးပေါ့။အာ ကျမစဉ်းစားလေ့လာမိတလောက်ပေါ့နော်ကျမလေ့လာမိတလောက်ဆိုရင်ကျွဲပုံစံအလန်းဒီမဟုတ်ကျွဲပုံစံအဲ့လိုပုံပါတဲ့လူတွေကပေါ့နော်သူရဲ့ရန်သူတွေရဲ့ခြုံခိုတိုက်ခတ်ခြင်းကိုခံရဒါကြောင့်ချက်ဆုံးတာလို့သုံးသပ်မိရပေါ့နော်ဒါကတော့ကျမသုံးသပ်မိရဲ့ Enotami ရဲ့အကြောင်းပါအာနောက်ထပ်မင်းအကြောင်းဆိုလို့ရှင်တော့ကျမအလောင်းစီသူမင်းကြီးပေါ့နော် အလောင်းစီသူမင်းကြီးရဲ့အကြောင်းကိုကျမကအနေငယ်သုံးသက်ချင်တယ်အာသူကကျန်းစစ်သားမင်းရဲ့မြီးတော်ဖြစ်တယ်ပေါ့နော်ကျန်းစစ်သားမင်းအလောင်းစစ်သူမင်းလက်ထက်မှာနိုင်ငံသားဆက်သွယ်ရေးကိုအထူးအရေးပေးပြီးတော့ဆောင်ရွက်ခဲ့တယ်။ဗကံဖျားတွေအနက်မှာအလောင်းစစ်သူမင်းကြီးတင်ထားခဲ့တဲ့ဖျားကတပ်ပိညူဖျားကြီးပေါ့နော်။ညံတော်ကအမြင့်ပေ200ကျော်ရှိရပေါ့နော်။ဗကံမှာဆိုလို့ရှိရင်လည်းအမြင့်ဆုံးဖျားတစ်စုဖြစ်တဲ့အာ ပကံရဲ့အလှောက်ကိုတင်စားရမယ်ဆိုရင်အလှောက်မှာရွှေစည်းကုံအနုမာအာနန္ဒာအမြင့်မှာတပိညုဒုမာဓမယံကြီးဆိုပြီးတော့လည်းလူသိများကြတယ်။အများပြည်သူတွေလိုက်နာဖို့အတွက်လည်းအလောင်းစီသူမင်းကြီးကဓမ္မတက်ကျမ်းတွေကိုပြုစုတာကို ကြည်လိုက်လို့ရှိရင်တရားဥပဒေကိုတပြေးညီဖြစ်စေဖို့အတွက်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်ပေါ့နော်အာ တနေ့မှာအလောင်းစီသူမင်းကြီးကဘိုရှုတပင်မှာလက်ယုံတော်ကိုဆန့်တမ်းပြီးတော့ကျုံးွားတော်မူတဲ့အခါမှာအာအလောင်းစီသူမင်းကြီးကတတ်တော်ကြီးတဲ့အသက်ကြီးလာပြီးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့လက်ယုံတော်ကြာတာပေါ့နော်အဲ့ဒါကိုမူမတ်တို့ကမြင်တဲ့အခါရီကြတယ်မင်းကြီးကအမတ်တို့ငါ့ကိုမစွမ်းကြပြီဟုရီလေးပြီးကိုတိအေတိစေအံ့တော့ငါမူမတ်တို့ကိုခေါ်ပြီးလည်းဥပေါင်းကြနဲ့မြင်ကြစီးထားတဲ့လူတယောက်ကတူရဲတောင်ချေမှာနေဝင်လေအနိုင်ထက်လူစားတိကိုနင်တို့မသိကုန်တလို့နင်တို့လေးယောက်ရအောင်ဖမ်းချေမရတော့နင်တို့ကိုတတ် ်အန်ဟုမိန့်ပြီးတော့မင်းကြီးကမြင်းရွှေပန်းဆောင်ပွဲကို စီးပြီးတော့အမတ်၄ယောက်တို့ကိုမြင်းရေးပြပြီးတော့နန်းတော်ကို ပြန်လေတယ်နောက်နေ့ညီလာခံမှာအမတ်တွေကဥပေါင်းကြတဲ့မြင်းကြီးရှင်ကို နောက်နေ့ညီလာခံမှာအမတ်တွေကိုမင်းကြီးကဥပေါင်းကျနဲ့မြင်းကျရှင်ကိုတွေ့ဤလောလို့မင်းမျက်နဲ့အခါမှာအမတ်ကြီးတွေကဤသူသည်လူမဟုတ်နဘလူဖြစ်တယ်ရဤလူဖြစ်လျင်လဲတာမညလူမဟုတ်အလုံးဘုံတကူကြီးသောသူဖြစ်တယ်ရဤဟုလျှောက်ကြတယ်အဲ့ဒီအခါမင်းကြီးကဟဲအမတ်တို့နင်တို့ငါ့ကိုအိုပြီးဟုမှတ်ကြပြီငါမအိုသေးဘူးမိန့်တော်မူတဲ့အခါမှာမူမတ်တို့ကလည်းကြောက်ရွံ့ခြင်းပြင်းစွာဖြစ်ကုန်တယ်ဒီအကြောင်းအရာလေးကတော့ကျမတို့စနစ်ဟောင်းပေါ့နော်စနစ်ဟောင်းဆယ်တန်းရဲမြမစာစကားပြေထဲမှာပါတဲ့အကြောင်းအရာလေးဖြစ်တယ်ပေါ့နော် ဒီအချက်ကိုကြည့်ခြင်းနဲ့ကျမတို့ကအလောင်းစီသူမင်းကြီးကလက်ယုံကြီးပြေးွားတဲ့မင်းတပါဖြစ်ရောက်တာမကအသူလှုပ်ဆောင်ရမယ့်အရာကိုဘုံတော့ရှေ့ကနေပြီးတော့လက်တွေ့လှုပ်ဆောင်ပြနိုင်စွမ်းရှိတဲ့ခေါင်းဆောင်ကောင်းတူဖြစ်တယ်ဆိုတဲ့အကြောင်းကိုလေ့လာရတယ်အအလောင်းစီသူမင်းကြီးရဲ့အချစ်ဆုံးသားဘုံတော့သူ့ရဲ့ကိုလို့တော်ကနေဖွားမြင်တယ်အချစ်ဆုံးသားတော့ကနေရသူဖြစ်တယ်နေရသူကမင်းကြီးနာမကျန်းဖြစ်တဲ့အခါမှာရွှေကူကြီးဖះကိုရွှေ့ထားတယ်ရွှေကူကြီးဆိုတာကလည်းအလောင်းစီသူမင်းကြီးတည်ထား တဲ့ဖရာပဲပေါ့နော်ရွှေ့ထားတယ်ရွှေ့ထားတဲ့အခါမှာအာလောင်စီသူမင်းကြီးပြန်ပြီးတော့မှတတိယလာတဲ့အခါမှာအာပြက်ပြတလဲပေါ့နော်အာမင်းကြီးကိုပြန်ပြီးတော့မှပြက်ပြတလဲပြန်ပြီးပြုစုတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာအမ်အမတ်တေကိုပေါ့နော်တက်ရောက်မှအဝင် မခံဘူးပေါ့နော်သူပဲပြူစုတဲ့အဲနေရသူကဒီနန်းကိုလိုချင်နေပေါ့နော်ဒီနန်းတော့ကိုလိုချင်နေအတွက်ကြောင့်မလို့ မင်းကြီးကျမ်းမာလာပြီးတော့သူထီးနှက်မရမှာကိုစိုးရိမ်နေအဲ့ဒါကြောင့်မလို့မင်းကြီးကအလောင်းစီသူမင်းကြီးကရွှေကူကြီးဖះကနေပြီးတော့တပ်ပိညုဖះကိုဖူးမြော်နေစဉ်အချိန်မှာတလွန်ကိုပေါ့နော်သူတို့ရဲ့ဂဒင်ပေါ့နော်ဂဒင်တလွန်ခင်းထားတဲ့အဝတ်နဲ့မင်းကြီးရဲ့မျက်နှာကိုအုပ်ပြီးတော့တတ်ပစ်လိုက်တယ်။အာဒီအချက်ကိုကြည့်ချင်းနေပေါ့နော်အလောင်းစီသူမင်းကြီးကအာသားသမီးတွေအပေါ်မှာပြုစုပြိုးထောင်တဲ့နေရာမှာအားနေတယ်လို့ဆိုရမယ်။ကျမပေါ့နော်ဒီအချက် ဒီမင်းနှစ်ယောက်ရဲ့အကြောင်းကိုသုံးသပ်ပြီးတဲ့နောက်မှာကျမရဲ့ဘဝထဲမှာလက်တွေ့လှုပ်ဆောင်မဲ့အရာလေးတွေကိုအနေငယ်ပြပြချင်ပါတယ်။အဲကျမရဲ့ဘဝထဲမှာအဲကိစ္စရက်တစ်ခုကိုလုပ်မယ်ဆိုလို့ရှင်ပေါ့နော်။တေချာပြင်ဆင်ပြီးတော့အဲလုပ်ရမယ်။ပြီးတော့ခွင့်လွှတ်တတ်ဖို့တင်ယူရမယ်ပေါ့နော်။အဲကျမက ကျမရဲ့အပြင်ပိုင်းမှာဆိုလို့ရှိရင်တော့အလူတယောက်ကိုခွင်းလွတ်တက်တယ်လို့ထင်ရပါမယ်ကျမရဲ့တကယ်အတွင်းစိတ်ထဲမှာဆိုလို့ရှိရင်ကျမမကျင်တဲ့ကိစ္စတွေကိုကျမကအမြဲတမ်းမှတ်ထားလေးရှိတယ်အဲ့ဒီအရာကကျမကိုပြန်ပြီးတော့မှပင်ပန်းစီဒုက္ခရောက်စီရပေါ့နော်အဲ့ဒါကြောင့်မလို့ကျမခွင်းလွတ်တက်ဖို့တင်ယူရမယ်ပြီးတော့ကိုယ်တိုင်ပေါ့နော်အဲ့ဒီလက်တွေ့လှောက်ဆောင်မှုလိုအပ်တယ်ပေါ့နော်အကိုကသူများကိုပါဇက်ကနေပဲပြောနေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ ကိုယ်တိုင်ကိုယ့်ရဲ့ဘဝထဲမှာလက်တွေ့လှုပ်ဆောင်မဲ့အရာလိုအပ်တယ်ပြီးတော့ကျမဒါကတော့ဗောနော်လူတိုင်းလူတိုင်း တွေးမိမယ်လို့ထင်တယ်ပေါ့နော်အာတကယ်လို့ကိုသားသမီးရလာတဲ့အခါကိုယ့်ရဲ့သားသမီးကိုဘယ်လိုပြုစုပျိုးထောင်မလဲဘယ်လိုဆုံးမခြင်းလဲဆိုတာအဲ့ဒီအရာလေးပေါ့နော်အာဒါလေးလည်းရှိရဲကျမအဲ့ဒါကိုဘယ်လိုပြုစုပျိုးထောင်မလဲဘယ်လိုဆုံးမတွင်သိမလဲဆိုတာကိုကျမစဉ်းစားထားမယ်ပြီးရင်အာကျမနောက်တစ်ခုအဖြစ်ချင်းဆုံးဆိုလို့ရှိရင်တော့ဗကန်ကိုတွားပြီးတော့မှဗကန်ခစ်ခဲကတီထောင်ခဲ့တဲ့အာတီထားခဲ့တဲ့အရာတွေပေါ့နော်အဲ့ဒီအရာတွေကိုလေ့လာခြင်းနဲ့ ဟုတ်ကဲ့ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။